ီနေ့တော့ grade 10 physics chapter 1မှာပါတဲ့ unit 1အကြောင်းကိုပြောပြပေးသွားမယ်။ငါအိမ်ကနေ30လမ်းလျှောက်ခဲ့တယ်။ဒီလိုပြောရင်ဘာပြောလို့ပြောမှ တိတိကျကျမသိနိုင်ဘူး။10လမ်းလား10မီတာလား10ကီလိုမီတာသာဆက်တဲ့ဖြင့်ဝေခွဲမရဖြစ်သွားနိုင်တယ်။ဒါကြောင့် unit တွေကတိုင်းတာမှုတွေကို ရှင်းရှင်းလင်းလင်းနဲ့တိတိကျကျပြောနိုင်ဖို့အတွက်အရန်အရေးကြီးတယ်။ unit မှာအဓိကအဖြစ်နှစ်မျိုးရှိတယ်။ အခြေခံ unit နဲ့ပေါက်ဆက် unit လို့ခေါ်တယ်။အခြေခံ unit တွေဟာဆိုလို့ရှိရင်အားလုံးရဲ့အခြေခံအကြဆုံး unit တွေဖြစ်တယ်။ပြောမယ်ဆိုရင်သူ့အလိုလို ရှိတဲ့ unit တွေကိုအခြေခံ unit တွေလို့ခေါ်တယ်။ဥပမာအရှိကိုတိုင်းတာမယ်၊အလေးချိန်တုံးမို့ drag through ကို တိုင်းတာမယ်၊ဒါမှမဟုတ်အချိန်ကိုတိုင်းတာမယ်။ဒါဆိုလို့ရှိရင်မီတာတို့ကီလိုဂရမ်တို့စက္ကန့်တို့သုံးရတယ်။ဒီ unit တွေကိုအခြေခံ unit တွေလို့ခေါ်တယ်။ဘာကြောင့်မို့လဲဆိုတော့တခြားသော unit တွေလာပြီးတော့မပေါင်းဆက်ပဲတိတက်ရှိနေတဲ့ unit တွေကြောင့်မလို့ဖြစ်တယ်။ ဒါအပြင်တခြားသောအပူချိန်ကိုတိုင်းတာတဲ့ Kelvin လျှက်စီးကြောင်းကိုတိုင်းတာတဲ့ Ampere ပစ္စည်းပမာဏကိုတိုင်းတာတဲ့ Mho အလင်းရဲ့တပ်ပတ်မှုကိုတိုင်းတာတဲ့ Candela စတဲ့ unit တွေလည်းရှိရယ်နောက်တစ်ခုကတော့ပေါင်းစပ် unit တွေလို့ခေါ်တယ်အခြေခံ unit တွေကိုပေါင်းစပ်ပြီးလုပ်ထားတဲ့ unit တွေကိုပေါင်းစပ် unit လို့ခေါ်တယ်ဥပမာကားစီးရင်မြန်လိုက်တာနှိမ့်လိုက်တာဒီလိုပြောကြတယ်တကယ်တော့အဲ့ဒီအမြန်နှုံးဆိုတာကိုတိုင်းတာတဲ့ unit ကို meter per second လို့ခေါ်တယ်ပြောမယ်ဆိုရင် အရှည်ရဲ့ unit ဖြစ်တဲ့မီတာနဲ့အချိန်ရဲ့ unit ဖြစ်တဲ့စက္ကန့်ကိုပေါင်းစပ်ထားတာဖြစ်တယ်။နောက်တစ်ခုကတော့မြေနေရာဘလောက်ကျယ်လဲဆိုတာမျိုးတိုက်တာချင်း area နဲ့တိုက်တာရတယ်။ပြောမယ်ဆိုရင်အခန်းရဲ့ area ကိုရချင်တယ်ဆိုရင် အရှည်ရဲ့ unit ဖြစ်တဲ့မီတာကိုနှစ်ခါမြောက်တာဖြစ်တဲ့အတွက်မီတာ square ဆိုတာဖြစ်လာတယ်။အခြေခံအကြဆုံး unit ၃ခုကတော့အလျားဓာတ်ထုနဲ့အချိန်ဖြစ်တယ်။အလျားဆိုတာကတစ်ခုခုကိုဘလောက်ရှည်လဲဆိုတာတိုက်တာတာဖြစ်တယ်။အတုံးအများဆုံး unit လည်းဖြစ်တယ်။ ပြောမယ်ဆိုရင်အလျားကိုတိုင်းတားတဲ့နေရာမှာမီတာလက်မစင်တီမီတာကီလိုမီတာမီလီမီတာစသဖြင့်တိုင်းတားကြတယ်နောက်တစ်ခုကတော့ drag through တစ်ခုခုမှာဘလောက် data ပါတယ်လဲဆိုတာတိုင်းတားရင်သူ့ကို drag through လို့ခေါ်တယ်ကီလိုဂရမ်ဂရမ်ပိတ်သားကျပ်သားစသဖြင့် unit တွေများစွာရှိတယ်နောက်တစ်ခုကတော့အချိန်ကိုတိုင်းတားတာဖြစ်တယ် အချိန်ကုန်တိုင်းတာတဲ့နေရာမှာမိနစ်စက္ကန့်နာရီဆက်သဖြင့်တိုင်းတာကြတာကိုတွေ့ရတယ်။ဒီ unit တွေကတိတ်ပတ်မညာမှာတယ်မဟုတ်ဘူး။ငါတို့ရဲ့နေ့စဉ်ဘဝမှာတော့အရေးကြီးတယ်။တယောက်နဲ့တယောက်ပြောတဲ့စကားကိုနားလည်ဖို့အတွက်ဆိုရင် unit တွေထည့်ပြီးတော့ပြောမှပို့ပြီးနားလည်နိုင်တယ်။ဥပမာဟင်းချက်မယ်ဆိုပါစို့။ဒါဆိုရင်တကြားနှစ်ထည့်ပါလို့ပြောမယ်ဆိုရင်နှစ်စွန်းလားနှစ်ခွက်လားတိတိကျကျမသိဘူး။အဲ့ဒီအတွက် င်းရရတာပြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ငါတို့တွေကြားတဲ့ဆက်သွယ်မှုပြောဆိုဆက်သွယ်မှုတွေလုပ်တဲ့နေရာမှာရှင်းရှင်းလင်းလင်းတိတိကျဖြစ်ဖို့ရာ unit တွေကိုထည့်သွင်းပြောဆိုရတာဖြစ်တယ်ဒါဆိုရင် unit ဆိုတာတိုင်းတာမှုတွေအတွက်အရေးပါတဲ့စံနှုန်းတွေဆိုတာသိကြပြီလို့ထင်ပါတယ်နော်